host to host communication ဆိုတာကသူကခေါင်းစဉ်ရတာ host to host communication ပေါ့နော်ဒါပေမဲ့တကယ် OSI 7 layer အကြောင်းသင်ရမှာအဲ့တော့ OSI 7 layer လို့ပြောလိုက်ပြီဆိုတော့ဒါကျွန်တော် detail တွေလာတော့မယ်အဲတရက်ထဲတော့မပြီးဘူးကျွန်တော်ထင်တယ်နှစ်ရက်လောက်တော့သွားရမှာထင်တယ်အဲ့တော့ okay စရအောင် application layer presentation layer session transport network data link physical ဆိုပြီးတော့ layer ခုနှစ်ခုရှိတယ်အဲ့တော့အဲ့ layer ခုနှစ်ခုမှာအပေါ် layer ၃ခုကိုကျွန်တော်တို့က software layer တော့မဟုတ် user layer သို့မဟုတ် upper layer လို့လည်းခေါ်တယ်။ layer ခေါ်တဲ့ခေါ်ပေါ်၃၃မျိုးပေါ့နော် upper layer ၃ခုကိုကျွန်တော်က upper layer ၃ခုလို့ခေါ်တယ်။နော်အဲ software layer လို့လည်းခေါ်တယ်။နောက်က user layer လို့လည်းခေါ်တယ်။နောက်တစ်ခါ out network out layer ၃ခုဖြစ်တဲ့ network data link physical ကိုကျွန်တော်ကျွန်တော်က hardware layer လို့လည်းခေါ်တယ်။ network support layer လို့လည်းခေါ်တယ်။ပြီးတော့နောက်က lower layer လို့လည်း အဲ့တော့အပေါ်အားပါလေယာလို့ပြောတော့အောက်ကိုလိုဝလေယာပေါ့ဗျာအဲ့လိုမျိုးခေါ်တယ်။အလဲက transport လေယာကိုတော့ call လေယာသို့မဟုတ် backbone လေယာလို့ခေါ်တယ်။အဲ့တော့ तू ကတော့အပေါ်လေယာ၃ခုနဲ့အောက်လေယာ၃ခုကိုကြားထဲကနေဆက်ပေးထားတဲ့လေယာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုကျွန်တော်က call သို့မဟုတ် backbone ပေါ့။လူတစ်ယောက်ရဲ့ကြော်ယိုးပေါ့ဗျာအလူရဲ့အပေါ်ပိုင်းနဲ့အောက်ပိုင်းကို balance ပြောင်းထိန်းပေးဖို့အတွက်ကြော်ယိုးကြီးရှိတယ်လို့မျိုးပဲ။အဲ့အဲ့လိုမျိုးပေါ့ तू က backbone လေယာပေါ့။ချိတ်ပေးထားတာပေါ့နော်အပေါ်လေယာနဲ့အောက်လေယာကိုချိတ်ပေးထားတာ။ဟုတ်ပြီဒါဆိုဘာလို့အပေါ်လေယာနဲ့အောက်လေယာအဲ့လိုခွဲပလိုက်တာလဲ။ upper layer တို့ lower layer တို့ user layer network layer software layer hardware layer လို့ခွဲလိုက်တာလေတကယ်တော့ lower layer လို့ပြောလိုက်ရတဲ့အကြောင်းရင်းကျွန်တော်မနေ့ကပြောတဲ့နေရာအဖြစ်ပါတယ်ဗျသူတို့ကဘာမှမလုပ်ခင်ကြိုပြီးပြင်ဆင်ထားရတဲ့ layer ၃ခုအောက် layer တွေကအဲဒါကြောင့်သူတို့ကျွန်တော်တို့က lower layer လို့ခွဲထားတာ hardware layer လို့ခွဲထားတာ network layer လို့ခွဲထားတာဆိုလိုတာ data ပုံကန်ကြီးကမှကောက်ပြီးတော့ network ကြိုးထိုးမယ် ip ပေးမယ်အဲ့လိုမျိုးလုပ်လို့မရဘူး အဲ့တော့ကျွန်တော်တို့က data တွေမပို့ခင်တည်းကဘာလို့ဆိုတော့ chosen preparation preparation လုပ်ထားရတဲ့ layer တွေဖြစ်တယ်။အဲ့တော့ physical data link network ကအဲ့တေးကြတဲ့ကျွန်တော်တို့ဘာမှတကယ်တကယ်နင်းလားငါလားအလုံးမလုံးခင်ကလေးက chosen ပြင်ဆင်ထားရမယ့် layer တွေဖြစ်တယ်။အဲ့တော့ upper layer ၃ခုကကြတော့အောက် layer တွေအကုန်ပြီးသားပြီဆိုရင်ဒါ application တွေ run နေအောက် layer တွေအဆင်ပြေမှသူတို့ကအလုပ်လုပ်တယ်။အဲ့တကြောင့်သူတို့က upper layer လို့ခေါ်တယ်။အဲ့တော့ပြောချင်တာအပေါ်လီယာကတော့ဒါ ready made တွေကိုစားသုံးရတဲ့လီယာဖြစ်ပြီးတော့အောက်လီယာကတော့ကျွန်တော်တို့ဒီ ဟိုပါဗောနော် preparation လုပ်ရတဲ့လေရအဲ့အကြောင်းကျွန်တော်တို့ကခွဲထားတာဗောနော်အဲ့တော့ trade through တော့ပြောစရာတော့မရှိဘူးအချင်းချင်းပြန်ပြီးတော့အနှစ်ချုပ်မယ်အာ overtime seven layer ရဲ့ physical layer ကအဓိကပါလို့လဲဆိုလို့ရှိရင်သူကအဲ layer six signal တွေကိုတစ်ချက်ကြည့်တယ်ငြိမ်လားမငြိမ်လားသွားလို့ရရဲ့လားဟိုဘက်ကလူကလက်ခံလို့ငါပို့လို့ရရဲ့လားဘယ်လိုပို့မလဲကျွန်တော်ပြောတဲ့ဇာတ်ကားတွေအရေးကြီးတယ်သင်ချာထားတော့ပြီပါပြောထားတဲ့စကားလုံးတိုင်းမှာအတိတ်ပဲပါတယ်အဲ့ဒါတော့တေချာလေးမှတ်ပြပါ physical layer က layer 6 signal ကြီးငြိမ်လားကြည့်တယ် ပြီးရင်ဟိုဘက်ကိုပို့လို့ရလားကြည့်ရတယ်ဆိုရင်ဘလို့ပို့ရမလဲဆိုတာကိုစဉ်းစားတယ်နောက်တစ်ခါဟိုဘက်ကရော လက်ခံလို့ရလားဆိုတာကိုကြည့်တယ်လက်ခံလို့ရတယ်ဆိုရင်ဘလို့လက်ခံရမလဲဆိုတာကိုလည်းစဉ်းစားတယ်အဲ့ဒါတွေအားလုံးကိုကြည့်ပြီးတော့မှဘာလုပ်လဲဆိုတော့အပေါ် data link layer ကကျလာတဲ့ကောင်ကို bit တွေ byte တွေဖြစ်ပြောင်းပြီးပို့လိုက်တယ်ပြောသားရဲ့စကားတွေကနည်းနည်းများတယ်အော်ဒီဒီပြောတာမို့လို့နည်းနည်းများတယ်လို့ခံစားရတယ်ဒါပေမဲ့ပြောသားတာရှင်းရှင်းလေးပြန်ပြောမယ် မသွားခင်မှာ तू ကလျှက်စစ်လမ်းကြောင်းလေးညင်လားမညင်လားကြည့်တယ်လျှက်စစ်စကနေညင်လားမညင်လားကြည့်တယ်ညင်နေဆိုတော့ तू ကပို့တော့မယ်မပို့ခင်မှာငါပို့လို့ရရရဲ့လားဆိုတာကြည့်ရဆိုလာပို့လို့ရတာရှိတယ်လို့ပို့လို့မရတာလည်းရှိတယ်ဗျာအဲ့တော့ပို့လို့ရတဲ့ကိစ္စလားပို့လို့မရတဲ့ကိစ္စလားဆုံးဖြတ်တယ်ပို့လို့ရတယ်ဆိုရင် तू ဘလို့ပုံစံနဲ့ပို့မလဲဆိုတာကိုထပ်ပြီးတော့ဆုံးဖြတ်တယ် how to send and receive အောက်ဆုံးချောင်းမှာပါတယ်ဘလို့ပို့မလဲဘလို့လက်ခံမလဲစာရှင်အဲ့ဒါတွေကိုသူတို့ကဆုံးဖြတ်တယ် ီးတော့မှသူကဘာလုပ်လဲဆိုတော့ bit byte ကြောင်းပြီးတော့မှ latest signal တွေဖြစ်နေကျိုးပေါ်ကိုလွှဲပေးလိုက်တယ်။အဲ့တော့မှကျိုးကနေတင်သွားတယ်ပေါ့နော်။ဒါ physical layer ရဲ့ style ပဲ။နောက်တစ်ခုက data link layer data link layer ကတော့သူက encapsulate လုပ်တယ်အထုပ်ထုပ်တယ်ပေါ့ဗျာပြောရလို့ရှိရင်တော့အထုပ်ထုပ်တယ်ဘာအဖြစ်ထုပ်တယ်ဆိုရင် frame တွေအဖြစ်နဲ့အထုပ်ထုပ်တယ်အဲ့တော့အဲ့ထဲမှာဘာတွေပါမလဲဆိုတော့ data 2 header တွေဆိုရဲခုနကပြောတဲ့ဒီ MAC address source MAC address တွေ destination MAC address တွေအဲဒါတွေပါမယ်ပေါ့ဗျာနော်ဒါတွေပါမယ်ပေါ့ အာပြီးသွားလို့ရှိရင်ကျွန်တော်တို့ frame check sequence လို့ဟာမျိုးတွေပါမယ်เนาะအဲ့ဒါတွေပါမယ်ပြီးသွားလို့ရှိရင် error ပါမပါစစ်တယ်ပါတယ်ဆိုလို့ရှိရင်မပို့ဘူးဟုတ်လားဟိုဘက်ကလက်ခံတယ်ဆိုရင် error ပါလာရင်လက်မခံဘူး search ပြင်အဲ့ဒါမျိုးတွေလုပ်တယ်အဲ့လိုလုပ်တဲ့အခါမှာသူက sub layer အခွဲနှစ်ခုနဲ့ခွဲပြီးလုပ်တယ် LSC layer sub layer နဲ့ MAC sub layer ဆိုပြီးနှစ်ခုရှိရပါတယ် LSC sub layer ကဘာလဲဆိုတော့အပေါ်က x frame frame တွေကိုကောင်းမကောင်းစစ်တာလို့ error correction detection လို့ခေါ်တယ် ကောင်းမကောင်းစစ်တဲ့ကိစ္စတွေ तू လုပ်တယ် LSE sub layer ကပြီးရင် तू က flow control လုပ်တယ် flow control ဆိုတာလည်းမနေ့ကလည်းကျွန်တော်ပြောလိုက်တယ်ဒီဘက်ကွန်ပျူတာက1500 byte ပို့နိုင်တယ်ဒါမဲ့တစ်ဖက်က1000ပဲလက်ခံနိုင်တယ်အဲ့နှစ်ခုရဲ့ကြားမှာ तू ကဘာလုပ်ရလဲဆိုတော့ညှိပေးရတယ်ပိုချားပွဲသားလို့ပေါ့နော်အဲ့ဒါမင်းကကွာ1000ပဲပို့လိုက်ဒါဆိုဟိုဘက်က1000လက်ခံနိုင်မယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါမျိုးလေးတွေကသူကလိုက်ကြည့်ပေးတယ်အဲ့ဒါကိုသူက flow control လို့ခေါ်တယ်အဲ့တော့ LSC sub layer ကအဲ့ကိစ္စကိုလုပ်တယ်အဲ့ layer အဲ့ကိစ္စနှစ်ခုကိုလုပ်တယ်ပေါ့ MAC sub layer ကတော့ဘာလို့လဲဆိုတော့ addressing လုပ်တယ် addressing ဆိုတာလိမ့်စာတတ်မှတ်ခြင်းလို့အဓိပ္ပာယ်ရတယ် IP addressing ဆိုရင် IP ပေးခြင်းပေါ့ဗျာ IP လိမ့်စာပေးခြင်း IP address ပေးခြင်းပေါ့အဲ့တော့အခု hardware addressing ဆိုတော့ hardware address တတ်မှတ်ခြင်းပေါ့ဘာလဲဆိုတော့ trade to မဟုတ်ဘူးခုနပြောတဲ့ source MAC destination MAC တွေကိုအဲ့ frame မှာကတ်တာအဲ့ဒါပဲကတ်လိုက်တယ်အဲ့တော့ကတ်ပြီးလိုက်တဲ့အလုပ်ကိုလုပ်တယ်အဲ့တော့ तू ကဒစိကတ်တဲ့အလုပ်ကိုလုပ်တယ် तू ကကောင်းမကောင်းစစ်တယ်အဲ့လိုမှတ်လိုက်ပေါ့နော် MAC ကဒစိကတ်တဲ့ ဟိုကောင်ကကောင်းမကောင်းစစ်တယ်အဲပြီးတော့မှ network layer network layer ကတော့အပေါ်မှာလောက်တာသူကတော့အဓိကဘာလဲဆိုတော့ routing ဒါအဓိကပဲသူရဲ့အဓိကလုံဆောင်ချက်ကတော့ addressing လုပ်တယ် IP ပေးတဲ့ကိစ္စတွေပါတယ်ပေါ့ဗျာပြီးလို့ရှိရင် routing ဘယ်လမ်းကြောင်းကသွားရမလဲဆိုတာတွေဆုံးဖြတ်တယ် path determination အကောင်းဆုံးလမ်းကြောင်းကိုဆုံးဖြတ်တယ်အမြန်ဆုံးရောက်ဖို့ပဲသူ့မှာတောင်းဝန်ရှိတယ်ကြားထဲမှာ packet ပြတ်တာတွေမပြတ်တာတွေသူ့တောင်းဝန်မဟုတ်ဘူး source ကနေ destination ကိုသွားမဲ့အခါမှာ ဘယ်လမ်းကတောင်းရင်အမြန်ဆုံးရောက်မလဲနဲ့အကောင်းဆုံးဖြစ်မလဲဆိုတာကိုပဲစုံဖြတ်တယ်ကျွန်တော်ပြောလိုက်တဲ့စကားနှစ်ခုရှိပါတယ်ပက်ကက်လမ်းမှာပြတ်တာတွေဖြတ်တာတွေကောင်းမကောင်းစစ်တာတွေသူကိစ္စမဟုတ်ဘူးသူ့ရဲ့အဓိကလှုပ်ဆောင်ချက်က source ကနေ destination ကိုသွားဖို့အတွက်ဘယ်လမ်းကြောင်းဟာအကောင်းဆုံးနဲ့အမြန်ဆုံးဖြစ်မလဲဆိုတာကိုစုံဖြတ်တယ်ဒါပဲနော် အဲ့တော့ addressing သတ်မှတ်တဲ့ကိစ္စရှိမယ် routing ရှိမယ် path determination ဖြစ်မယ်အကောင်ဆုံးလမ်းကြောင်းကိုရွေးချယ်တယ်အမြန်ဆုံးလမ်းကြောင်းကိုရှာတယ်ပေါ့နော်အဲ့အဓိကသူ့ရဲ့လုံဆောင်ချက်ပဲမြန်မြန်ရောက်ဖို့အဓိကပဲဗျာဒါပဲ network layer transport layer transport layer ကတော့ तू ကအပေါ်ကလာတဲ့ကောင်နေအကုန်လုံးကိုဘာလို့လဲဆိုတော့ तू က segmentation ပိုင်းနေပြောချင်တာကဘာလဲဆိုတော့ transport layer မှာ number 1 segment ပိုင်းနေအထုပ်အပိုင်း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 နေပိုင်းနေပိုင်းပြီးတော့မှ तू ကဘာလို့လဲဆိုလို့ရှိရင်ဒီ protocol တွေတတ်မှတ်တယ် service address လို့လည်းခေါ်တယ် port number လို့လည်းခေါ်တယ် နော်ကျွန်တော်ဒီအတိုးကောက်ပဲရေးလိုက်တော့မယ် service address လို့လည်းခေါ်တယ် port number လို့လည်းခေါ်တယ်တနည်းအားဖြင့်ပြောရင် number ဟိုပါဘာ service တွေတုံးတယ်ဘယ် protocol တွေတုံးမယ် TCP လား UDP လားဟုတ်ပြီ TCP မှာမှအများကြီးရှိတယ်ဘာလဲ FTP လား SMTP လားအစားဖြင့်အဲ့ဒါမျိုးတွေနဲ့ပတ်သက်တဲ့ address port number တွေအဲ့ဒါတွေကိုသူတို့ကကတ်ပေးရတယ်အလုပ်ကိုလုပ်တယ်နော်ပြီးလို့ရှိရင်သူကနောက်တစ်ခုပါလဲဆိုတော့အပေါ်က flow control ရှိတယ်အဲ့ flow control ကထားပါတော့နော်သူခုနကပြောသလိုမျိုးတစ်ထောင်တို့တစ်ထောင်ကိုသူကလိုက်ပြီးတော့ အဲတထောင်ပို့တဲ့အခါမှာသူက live live သွားတယ်ဘောဘက်ကိုတထောင်ပို့ရမယ်အဲဒါဆိုဒီကောင်ကထောင်ကပို့မယ်ကောင်ကတထောင်ပဲပို့ရတော့မယ်အဲဒါမဲ့သူကတထောင်ပို့လိုက်သွားဆိုဒီကနေငါးလက်ကလွတ်ပြုတ်ဆိုပို့လိုက်တာမဟုတ်ဘူးနောက်ကနေ live သွားတယ် i flow controller live သွားလို့ဂျားထဲမှာတခုခုဖြစ်ခဲ့တယ်ဆိုတော့ပြန်လာတယ်ပြန်လာပြီးတော့သူကဘာလုပ်လဲဆိုတော့ transport layer ကိုပြန်ပြောတယ်အဲ့တော့သူကဘာလုပ်ရလဲဆိုတော့ transport layer data recovery ပြန်လုပ်ပေးရတယ်ဒီဒီသူတို့က link နေတာတခုနဲ့တခုချိန်နေကြတာအောင်เนาะအဲ့တော့ data link layer ကိုပြန်ပြောတယ်ဟဲ့အောင်ကြီးငါ LAN မှာတော့ data ပြတ်တယ်ကွာဆို ။ဟာအဲ့ဒါဆိုရင်တော့အေးငါအိုက်ထုတ်ပြန်ထုတ်ပေးမယ်ရောမင်းပြန်ယူသွားဆိုပြီးတော့အဲ့လိုမျိုးကျွန်တော်တို့ပြန်ပို့ပေးတယ်။အဲအဲ့လိုမျိုးပြန်ပို့ပေးလိုက်တော့မှသူကနောက်တစ်ခါဒီဘက်ကနေထပ်ပို့တယ်ပေါ့နော်။အဲ့တော့ data recovery လုပ်တဲ့ကိစ္စတွေလို့ပါတော့ flow control ကိုသုံးပြီးတော့အလုပ်လုပ်လို့လုပ်သွားတယ်။ဒါက transport layer ရဲ့အလုပ်လုပ်တဲ့ပုံစံ။နောက်တစ်ခုက session layer ။သူကတော့ရှင်းတယ်။ session layer ကတော့ဘယ်ကောင်ကတော့ session အဲစပြီးတော့ establish ဖြစ်မယ်။ဘယ်ကောင်ကတော့ terminate လောက်ရတော့မယ်အဲ့ဒါမျိုးတွေ session တွေကို terminate လောက်တာတို့ establish လောက်တာတို့ အဲ system နှစ်ခုရဲ့ကြားမှာပေါ့နော် session တွေကို establish လုပ်မယ် session တွေကို terminate လုပ်မယ်ဆိုတော့သူကဆုံးဖြတ်တယ်အဲဒါကလည်းကျွန်တော်ဟိုတနေ့ကပြောတဲ့အတိုင်းပဲဥမာ Facebook server ကြီးရှိတယ်ကျွန်တော်လည်း Facebook သုံးတယ်ထားပါတော့ဝေယံလည်း Facebook သုံးတယ်အောင်ကိုလည်း Facebook သုံးတယ်အဲမင်းတို့ကလည်း Facebook သုံးတယ်အဲကျွန်တော်က Facebook ကြီးကိုသုံးပြီးဖွင့်ပြီးတော့အိပ်ပျော်သွားတယ်အဲအဲ့ခါကျလို့ရှိရင်သူကအတတလုံး Facebook ကြီးကလူမျိုးချိန်နေမှာမဟုတ်ဘူးနောက်ပိုင်းမှာသူက session idol ဖြစ်သွားတယ် idea ဖြစ်သွားတယ် idea ဖြစ်တယ်ဆိုတာလုံးဝ terminate လောက်ချဖြစ်တာမဟုတ်သေးဘူး idea ဖြစ်တယ်ဆိုတာကကျွန်တော်ပြောရင်တော့ sleep ဖြစ်တယ်ပေါ့ဗျာအဲ့လိုစက်ကြီးပိတ်တာမဟုတ်သေးဘူးအဲ့တော့အဲ့ဒီ idea ရဲ့အချိန်မှမှသူကထားပါတော့မိနစ်30ထပ်ဆောင်တယ်ဆိုမိနစ်30အဲ့30ကိုကြော်သွားတော့မှဘာဖြစ်သွားမလဲဆိုတော့ terminate ဖြစ်သွားမှာအဲ့လိုမျိုးပုံစံမျိုးပေါ့နော်အဲ့တော့သူကအဲ့လို session တွေတိဆောက်ဆက်စချင်းတိဆောက်တာတို့ပြီးတော့နောက်ကအဲ့ဘဲချိန်မှာ terminate လောက်ရမယ်တို့အဲပြီးတော့ session တစ်ခုနဲ့တစ်ခုမမားအောင်လဲအဲ့ session လေးရအောင်ယူ ဥမာဗျာကျွန်တော်ကထားပါတော့ကျွန်တော်က friend like add နေတယ်ကျွန်တော် friend new friend တွေ like ရှာပြီး like add နေတယ်ဝေယံကကြတော့သူကခင်ဝင်းဝါရဲ့ live ကိုကြည့်နေတယ်ခင်ဝါရဲ့ live ကိုကြည့်နေတယ်အဲ့တော့ကျွန်တော်နှစ်ယောက်က session တူလားမတူလीเนาะကျွန်တော်က friend new friend တွေ like add တယ်ဝေယံကခင်ဝါရဲ့ live ကိုကြည့်နေတယ် session ကမတူအဲ့ဒီမတူတဲ့ဟာကို Facebook server back ကသူကမှားဖို့လို့မရဘူးကျွန်တော် friend new friend record နေတာကို skill တင်တာဝင်းကျော်ရဲ့ live ကြည့်လားပြလို့မရဘူး ဲ့လိုမျိုးမှားမပြအောင်ဘာလုပ်ရလဲဆိုတော့အဲ့ session တွေရာတောင်းယူတယ်။ session တီဆောက်တာရော session terminate လုပ်တဲ့အပြင်ကိုခုနပြောသလို session ကိုမှားပြီးတော့တစ်ခုနဲ့တစ်ခုမှားမဖို့အောင်မမားအောင်အဲ့ session layer ကတောင်းယူပါတယ်။ Okay ဒါဆိုရင်နောက်ထပ် layer တစ်ခုသွားမယ်။ presentation layer presentation layer တော့ရှင်းပါတယ်။ तू ကဘယ်ဟာကတော့ mp3 file ပါ၊ဘယ်ဟာကတော့ website file ပါ၊ဘယ်ဟာကတော့ email file ပါ၊ဘယ်ဟာကတော့ video file ပါ၊ဘယ်ဟာကတော့ voice mail ပါ။အဲဒါပြင်အဲ့လိုမျိုး format တွေကို ပြန်ပြီးတော့ present လုပ်ရတဲ့နေရာအဲ့ဒါကိုကျွန်တော်တို့က presentation နေရာလို့ခေါ်တယ်အဲ့တော့မျိုးလုံးထဲမှာမြင်အောင်ပြောရမယ်ဆိုလို့ရှိရင်ဟိုဘက်ကနေမေးတစ်စောင်စဝင်လာတယ်ဟုတ်ပြီနော်မေးတစ်စောင်ဝင်လာတယ်ပေါ့ကျွန်တော်တို့ computer တွေအဲ့တော့တေချာတာ network port ကနေဝင်လာပြီ network port ကနေဝင်လာတဲ့အခါမှာ network port ကိုရောက်တဲ့အချိန်မှာဒါ physical layer bit တွေ byte တွေပဲရှိသေးတယ်အဲ့ရနေပြီးတော့ data link layer ကိုရောက်လာတဲ့အခါမှာ frame ဖြစ်သတ်မှတ်တယ် frame ဖြစ်တက်မှတ်ပြီးတော့မှသူကဘာလုပ်လိုက်လဲဆိုတော့ MAC address ကြီးစစ်တယ်ငါစီပို့တာဟုတ်ရဲ့လားစစ်တယ်ဟုတ်တယ်ဆိုရင်သူကဘယ်ကိုဆက်လာလဲဆိုတော့ network layer ကြီးထက်လာတယ် network layer ကြီးရောက်လာတဲ့အခါမှာငါ IPC ပို့တာဟုတ်ရဲ့လားစစ်တယ် okay ဟုတ်တယ်ဆိုလို့ရှိရင်သူကဘာလုပ်လဲဆိုတော့ transport layer ကြီးရောက်တယ်ငါဆက်ထဲကိုပို့တာတော့မှန်တယ်ငါ IP ကိုပို့တာတော့မှန်တယ်ဒါပေမဲ့ငါ IP ငါဆက်ထဲမှာကငါ file service လည်းရှိတယ် mail service လည်းရှိတယ်အဲနောက်ကကျွန်တော်တို့ဒီ remote desktop service တွေလည်းရှိတယ်ဘယ် service ကိုပို့မှန်းမသိဘူး ဲ့တော့ transport layer မှာဆိုပေါ့နံပါတ်ပါလာတယ်အဲ့တော့ပေါ့နံပါတ်ကိုကြည့်လိုက်တော့ထားပါတော့ဗျာ25ပေါ့ဟောဒါဆိုလို့ရှိရင်တော့ဒါ main service ကိုလာတာပဲဆိုပြီးရတယ်အဲ့တော့ session ရောရှိရလားသူနဲ့ငါနဲ့ကြားမှာဆက်သွယ်မှုရောရှိရလားဩရှိတယ်ဒါဒီဘက်မှာ server ပေါ့ဗျာမျိုးလုံးနဲ့မြင်လိုက် main server ပေါ့ဒါကကျွန်တော်တို့က main client ပေါ့အဲ့တော့ main server နဲ့ကြားထဲမှာလည်း session ရှိတယ် okay ရှိတယ်ဆိုရင်ဒီဒီ main ကကျွန်တော် active ဖြစ်တယ်ပေါ့ဗျာအဲ့ခါကျရင်ကျွန်တော်တို့ကအဲ့ main ကိုကျွန်တော်တို့ကဖြန့်ကြည့်မယ်ဖွင့်ကြည့်တော့အမှန်တကယ်ပြောရရင်တော့အပြင်မှာဆိုရင်တော့ဒီ application ကိုအရင်ဖွင့်ရတာပေါ့နော် browser ဆို browser ကိုဖွင့်လိုက်တယ် ဖွင့်လိုက်တဲ့ခါမှာ inbox ထဲမှာပေါ်နေတဲ့အရာလေးအဲ့လိုပေါ်နေဖို့အတွက်ဖွင့်လိုက်တဲ့ခါမှာအထဲမှာ hey how are you ဘာညာဆိုတဲ့ abc စလုံးနေပေါ်နေတာကအဲ့ဒါ presentation လေးရအဲ့ဒီလိုမျိုးမှတ်ရမှာဟုတ်နော်အ browser ကိုရိုက်ပြီးတော့ကျွန်တော်က http s forward slash gmail.com အဲ့လိုမျိုးခေါ်လိုက်တာကအဲ့ဒါ application လေးရအဲ့ဒါ application လေးရအဲ့တော့ application လေးရမှာက browser တို့နောက်ကခုနပြောတဲ့ protocol တွေပေါ့ https တို့ အဲ search ပြင်အဲ့လိုမျိုးအကောင့်တွေအလုပ်လုပ်တာအဲ့တော့ကျွန်တော်တို့က browser ဖွင့်ပြီး www.gmail.com လို့ရိုက်လိုက်ရင်အဲ့ဒါ application လေးရ gmail.com နဲ့ username password တွေထည့်လိုက်တယ်ဟုတ်ပြီ username password မှန်မှန်မှန်ပဲရနေစတယ်ဟုတ်တယ် presentation ဒီမှာလေး compression ကိစ္စတွေ encryption ကိစ္စတွေပြီးတော့အဲ့ authentication မှန်မှန်မှန် search ပြင်အဲ့ဒါမျိုးတွေပေါ့နော်အဲ့ဒီအားလုံးကိုသူက presentation ကစစ်တယ်မှန်တယ်ဆိုမှအဲ့ပုံပေါ်ပေါ်ပြပါမှန်မှန်ဆိုရင်မပြဘူးဥပမာပြ Facebook ကိုကျွန်တော်တို့က facebook.com လို့ဝင်လိုက်တယ် ဝင်လာတဲ့ Facebook ကြီးကိုကျွန်တော်တို့အတန်းမမြင်အောင်အဲ့တော့ username password ရိုက်ရတယ်ရိုက်တဲ့အခါမှာ presentation ဆက်တယ်မှန်တယ်ဆိုမှအဲ့ Facebook စာမျက်နှာကြီးကိုကျွန်တော်တို့ပြတယ်အဲ data format အဖြစ်နဲ့ပြရပါတော့ Facebook ပေါ်မှာရှိတဲ့စာတွေဓာတ်ပုံတွေကိုကျွန်တော်တို့ပြတယ်အဲ့ဒါ presentation layer ရဲ့လောက်ဆောင်ချက်ပဲနားလည်နော်အဲ့တော့ accretion decretion ကိစ္စတွေတို့နော် compression fine ထုတ်တဲ့ကိစ္စတွေတို့အဲ့ဒါတွေအားလုံးက presentation layer ကနေလောက်တယ် ပြီးတော့နောက်က application လေးရတော့ခုနကကျွန်တော်ပြောသလို protocol တွေကိုထောက်ပံ့တဲ့ software တွေကအလုပ်လုပ်တယ်အဲ့တော့ဒီမှာကျွန်တော်တခုပြောချင်တာက application လို့ပြောလိုက်တော့ software တွေလို့လူတွေကတော်တော်များအမြင်နေတယ်။ဒါပေမဲ့ဒီမှာတခုတတိထားမှာ network application လို့ပြောတယ်။ software ဆိုပေမဲ့ကျွန်တော်တို့ word excel ကိုကျွန်တော်တို့ application layer လို့ပြောလို့မရဘူး။ဘာလို့လဲဆိုတော့သူတို့က network ပေါ်မှာသုံးတဲ့ software တွေမဟုတ်ဘူး။ကျွန်တော်ပြောဒီ local set ထဲမှာသုံးတဲ့ဟာကိုပြောနော် office 365ကိုကျွန်တော်ပြောဘူး။အဲ့တော့ local ထဲမှာသုံးတဲ့ photoshop လို့ဟာမျိုး Watto Excel လို့ဟာမျိုးအဲ့ဒါမျိုးဟာကိုကျွန်တော်တို့က application layer မှာအလုပ်လုပ်တဲ့ software တွေပါလို့သွားပြောလို့မရဘူး။ဘာလို့လဲဆိုတော့သူတို့ရဲ့နောက်ွယ်မှာဘာ protocol မှအလုပ်မလုပ်ဘူး။ locally set ထဲမှာပဲတန်းသုံးနေရ။အဲ့နောက်ွယ်မှာ network application ဖြစ်တဲ့လို့ကြောင့်နောက်ွယ်မှာ protocol တစ်ခုခုတော့အမြဲတမ်းအလုပ်လုပ်ရမယ်။ဥပမာ MSTSC အပါလေ remote desktop program ဒါ software ပဲ။ဒီ software ကိုကျွန်တော်တို့ run လိုက်တယ်ဆိုရင်နောက်ွယ်မှာဘာ protocol လုပ်လို့လဲ။ RDP ဆိုတဲ့ protocol အလုပ်လုပ်တယ်။ဒီ software တော့အလုံးသိမှာပါနော်။ဒါဆိုဒီကောင်ကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ application layer မှာအလုပ်လုပ်တဲ့ protocol လို့ပြောလို့ရတယ်။အဲဒါမှတ်ထားမှာက software တိုင်းဟာ application layer မှာအလုပ်မလုပ်ဘူး။နောက်ကွယ်မှာ protocol တစ်ခုခုရှိနေမှအဲ့ဒါကို network application လို့ခေါ်တယ်။အဲ့ network application တွေကသာလျင် application layer မှာအလုပ်လုပ်တယ်။အဲ့ဒါလေးသတိထားဖို့လိုတယ်။မဟုတ်ရင်တချို့ကလေးတွေက software တွေကအလုပ်လုပ်တယ်။ software တွေကအလုပ်လုပ်လို့ဆိုတော့ Word, Excel, Photoshop တို့ကထင်သွားအောင် ဲ့လိုမျိုးမဟုတ်ဘူးเนาะအဲ့ဒါတတိထားရမယ်ကဲဟုတ်ပြီဒါဆိုရင်ဒါ OSI 7 layer ရဲ့အနှစ်ချုပ်လုပ်ပဲဒီဒီကတော့တစ်ခုချင်းညီတာနိုင်မယ်